ကဲမင်္ဂလာပါမျိုးတို့ဤကြီးတွေထိတ်တရာတော့ပုံမှန်လေးမှန်နေပြီးတော့ဘရိတ်ကတော့ပြက်တယ်เนาะကြီးကတော့မနေ့ကဆိုရင်ကြီးထိတ်ကကျွန်တော်တစ်ခွန်တစ်ထိတ်နဲ့အောင်တယ်ညနေပိုင်းမှာခွန်လေးကြီးရအောင်တယ်ဟုတ်လားဒါပေမဲ့ဘရိတ်ကပေါင်းပြက်တယ်ဒီနှစ်ခုကလည်းတွဲပြီးကစားသွားဘူးပေါ့เนาะအဲ့မှာကျွန်တော်တို့တကယ်လို့တွဲကစားဒီမှာ9300ခွန်ဆိုတာကျွန်တော်မနေ့ကပြောခဲ့เนาะ9300ခွန်ထိတ်ကလည်းရှိတယ်ဆိုတဲ့အတိုင်း9300ခွန်ကလည်းမနေ့ပိုင်းမှာကျွန်တော်တို့ ဟိုဟာကီအနေနဲ့ထိသွားတယ်ညနေပိုင်းမှာကျွန်တော်တို့ထိတ်အနေနဲ့ထိသွားတယ်ပေါ့နော်သူကလည်းသူစိမ်းရမယ့်ရက်မှာသူပေါ့လဲမှန်အောင်လှုပ်သွားခဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအောင်အောင်ကျွန်တော်တို့မကစားနိုင်ခဲ့ဘူးပေါ့နော်ကျွန်တော်ကျွန်တော်ညံ့တာကျွန်တော်ညံ့တာပေါ့နော်အောင်မကစားဟိုဟာထုတ်မပေးနိုင်ခဲ့ဘူးပေါ့ကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ထပ်ထုတ်ကြည့်တာပေါ့ဗျာဒီနေ့ဟုတ်ဒီဟာချောကဲတော့ဒီကနေ့တော့ကျွန်တော်ထပ်ထုတ်ကြည့်တာပေါ့ဗျာနော်ဟုတ်လား အဲကြီးရထိတ်ကြီးကတော့သူ့ရဲ့လုပ်ကိုသူပုံမှန်လေးလုပ်ပေးနေတယ်ကျွန်တော်တို့ကမိအောင်မဖမ်းနိုင်ဘူးနော်နည်းနည်းလေးဆောင်းအဲဟုတ်ပြီအဲ့တော့ကျွန်တော်ဘယ်အစအတွက်မလဲဆိုတဲ့အခါကျတော့3 3 1 1ကနေစတွေ့ပြမယ်ဗျနော်3 3311 3311ပြီးသွားတဲ့အခါကျတော့1846 1846 3946 3946အဲ့ဒါနော်ဒီတွင်နည်းလေးကြတော့ကျွန်တော်တို့ 20နီးဟောင်းတော့မဟုတ်ဘောနော်ကျွန်တော်အခုဒီကောင်းလေးကိုရှားကြည့်တဲ့အခါမှာတော်တော်လေးမှန်တာတွေ့ရတဲ့ချပြခြင်းဖြစ်တယ်နော်အဲ့မှာကျွန်တော်ဘာဘယ်လိုပေါင်းမလဲဆိုတော့9နဲ့4နဲ့ပေါင်း3 3ရဲ့ပါပါသည်8 3ရဲ့နှစ်ခတ်သည်5 3 8 5ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့3ညာ2မအောင်ပါဘူး59တဲ့59မှာတော့ကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ ျွန်တော်ရှာကီးတွေကတော့တော်တော်အများကြီးတော့မာလာများပြတ်ဆက်ဝဲတစ်ခုတော့ပြတ်တယ်ပေါ့နော်ကဲအဲ့တော့နောက်တစ်ပင်ကိုကျွန်တော်ထပ်ကြည့်ပါမယ်ည6 3 5ည6 3 5တဲ့ည6 3 5ခွန်ခွန်၄ခွန်ခွန်၄ခွန်9 3ည9 3ည9ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ဖတ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့4နဲ့ပေါင်း9 9ရဲ့ပါဝါ4 4ရဲ့9ရဲ့နှက်ခတ်က6 6 4 6ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မဲ့ကျွန်တော်ဗာထွက်သွားတဲ့ဆိုတဲ့ခါကျတော့3ည3နဲ့မအောင်ပါဘူး6တိ6တိမှာတော့ကျွန်တော်6လုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တွက်ပါမယ်ခွန်6တိခွန်6 4တိ4တိ6 4 4 2 6 8 6 8 6 3ည4 6 394ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါဗျ။အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်6ကဲ6ကဲပေါင်းတော့နှစ်ပါတဲ့နှစ်ရဲ့ပါဝါခွန်နှစ်ရဲ့နှစ်ခက်က၄2ခွန်၄ဆိုတော့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်။အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့နှစ်3ညတဲ့ဟောနှစ်3ညမှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်။ခွန်3နဲ့ခွန်3မှာလည်းခွန်တလုံးထိပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ နရက6162နှစ်6162နှစ်ခွန်ခွန်ခွန်တက်ခွန်63 63 63ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်1နဲ့6နဲ့ပေါင်း9ပါတဲ့9ရဲ့ပါဝါ၄9ရဲ့နှစ်ခါက6 946ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့1 3နဲ့မအောင်ပါဘူးဗျာ 63နဲ့63မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြုံတက်ပါမယ်ခွန်936ခွန်936 3968 3968 3405 3405 3405 3405ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တက်မယ်ဆိုရင်6နဲ့4နဲ့ပေါင်း3ည3ည5 3ည1ခက်ကခွန်း ်ညာ၅ခွန်ဆိုတဲ့ကီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့တရထဲပဲထွက်တစ်ချိန်နဲ့ပဲထွက်သွားပါတယ်အဲ့ဒါကတော့30ဖြစ်ပါတယ်3ညာ3ညာမှာ3လုံးထိပြီးတော့ညနေပိုင်းမှာကျွန်တော်တို့အ3ညာ3လုံးထိပြီးတော့ညနေပိုင်းမှာကျွန်တော်တို့မအောင်ခဲ့ပါအောင်ဗျမထွက်ခဲ့ပါအောင်ဗျနော်အဲ့အဲ့တော့နောက်တစ်ပင်ကိုတွက်ပါမယ်3ညာ4ညာ4ညာ5ညာ3ညာ2 သုံးသုံးညနှစ်တက်6 9 2 6 9 2ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါတွက်မဲ့ဆိုရင်9နှစ်နဲ့ပေါင်း9 9ရဲ့ပါဝါ၄9ရဲ့နှက်ခက်က6 9 4 6ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄3နဲ့ဟော၄3မှာ၄တလုံးထိပြီးအောင်ခဲ့ပါတယ်၁4တဲ့၁4မှာလည်း၄တလုံးထပ်ထိပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်ဗျာ ကဲနောက်တစ်ပြင်တော့တပမယ်ခြောင်းငါတိချောက်ခြောင်းငါတိချောက်ရှစ်တိရှစ်တိဟိုလေးတိရှိရှိလေးတိရှိရှစ်လေးဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှင်းနဲ့ကိုးနဲ့ပေါင်းခွန်ပါတဲ့ဟာဟုတ်ဟိုကခွန်ခွန်ပါတဲ့ခွန်ရဲ့ ပါဝါနှစ်ခွဲနှက်ခက်က၃ညခွနှစ်၃ညဆိုတဲ့ကီး၃လုံးရပါတယ်တဲ့အဲ့ကီး၃လုံးကဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့ကကြတော့ရှင်းငါတဲ့မအောင်မအောင်ဗျငါးနှစ်ငါးနှစ်တဲ့ငါးနှစ်မှာတော့နှစ်တလုံးထိပြီး ကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်မျိုးတွေ့ပါမယ်ရှင်းရှင်း၆နှစ်ရှင်းရှင်း၆နှစ်ရှင်းရှင်း၆နှစ်တဲ့ ဒေတုံညာတုံညာတုံညာဒေငါ၈၆ဒေငါ၈၆ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါတွေ့မယ်ဆိုရင်တုံညာနဲ့၅နဲ့ပေါင်းတော့၅ပါတဲ့၅၅ရဲ့ပါပါတုံညာ၅ရဲ့နှစ်ခက်က၃၅တုံညာ၃ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့69 69တဲ့မအောင်မအောင်ပြ53 53နဲ့53မှာတော့9ရော3ရောထိပြီးအခွေအနေနဲ့ အောင်သွားခဲ့ပါတယ်ဗျကဲနောက်တစ်ပြုံတက်ပါမယ်ချောင်းငါးတင်ငါချောင်းငါးတင်ငါးငါးလေးငါးချောက်ငါးလေးငါးချောက်တိခွန်ခွန်လေးတိခွန်ခွန်လေးတဲ့เนาะအဲ့မှာကျွန်တော်တို့နည်းနည်းလေးပြောကြတဲ့တစ်ခုကိုကျွန်တော်ပြောမယ်เนาะမနေ့ကကျွန်တော်တို့ဒီထိတ်နှစ်ခုတူရင်9390ခွန် ထိတ်ဒီတရက်နှစ်ရက်ဒီမှာထွက်ပါတယ်တဲ့အခုဒီမှာခွန်နဲ့ခွန်နဲ့တူပြီတဲ့အဲ့မှာကျွန်တော်တို့ခုနဒီမှာကျွန်တော်တို့ထိတ်နှလုံးတူရင်9390ထိတ်ကတရက်နှစ်ရက်ဒီမှာကြာနိုင်နေတဲ့အဲ့လိုပဲကျွန်တော်တို့အလဲနှလုံးတူရင်လည်းဟိုတချောက်တပြားပေါ့နော်တချောက်တပြားကအလယ်နှလုံးတွင်လည်းတချောက်တပြားတရက်နှစ်တွေဆင်းနိုင်နေထို့အတူပဲဒီညနေပိုင်းပရိတ်တူပရိတ်ဆင်းခဲ့ရင်နှစ်ခွန်တပြားတဲ့ဟာအဲ့မှာတော့နည်းနည်းလေးရော ဇာတ်ရည်ဒီ9000ညခွန်တော့ပြီးသွားပြီနော်ပြောပြအဲ့လိုမျိုးရှိခဲ့တယ်နော်အဲ့တော့နှစ်ချက်နှစ်ခွန်တပြားနဲ့တစ်ချက်တပြားဆိုရတယ်ကျွန်တော်တို့ဒီမှာဆင်းနိုင်ကြရှိတယ်ဒါမှမဟုတ်အဲ့နှစ်ချက်နှစ်ခွန်တပြားနဲ့တစ်ချက်တပြားကတ်တော်ကစားရမလို့ဖြစ်နေနော်ဒါပဲတစ်ခွန်ရောက်ထွက်သွားတယ်နော်ကဲဒါဒါကတော့ကျွန်တော်ဥပမာကိုပြောတာပါနော်အဲ့လိုပဲကျွန်တော်တို့ဒီမှာအလဲနှလုံးတူရင်းနဲ့အလဲနှလုံးအလဲနှလုံးတူရင်းနဲ့6တိ6တိ၄ကိုဘရိတ်ကလည်းကျွန်တော်တို့နှစ်ရက်သုံးရက်နေမှာဆင်းနိုင်တယ် နော်အဲ့တော့နောက်တစ်ခါကျွန်တော်တို့လည်းနှလုံးတူပြနောက်တစ်ခါကျွန်တော်မနေ့ပိုင်းတစ်ထိတ်စီမိပါရင်းနဲ့38 14ဆိုပြီးပရိတ်ကလည်းဆင်းနိုင်တယ်တဲ့အဲ့ဒါလေးမှတ်ထားပြီနော်ပြီးတော့မှကျွန်တော်ဟိုဘက်မှာချိန်လို့ရအောင်ကျွန်တော်ပြောမှာဟုတ်လားကြည့်အဲ့ဒါထားဟိုခုနကဒါလေးကိုကျွန်တော်တွက်လိုက်မယ်တွက်လိုက်မယ်ဆိုရင်9နဲ့2နဲ့ပေါင်းတော့9နဲ့ခွန်9ပေါင်းတော့2ပါတဲ့เนาะ2ရဲ့ပါဝါခွန်2ရဲ့နှက်ခက်ကလေး2ခွန်4ဆိုတော့ကီးသုံးလုံးဒီအပြင်မှာဆင်းရမယ်ကဲအဲ့တော့ကျွန်တော်တို့ကီးတိတ်ကလေးနဲ့ကြည့်လိုက်ရအောင် กีไถกีไถဟိုခုနကကျွန်တော်ပြောတဲ့ဟိုတစ်ချောက်တို့နှစ်ခွန်တို့ဆိုတာကျွန်တော်နော်ဟိုကတ်ဝဲထားလူကြီးနော်အဲ့ကတ်ဝဲထားလူကြီးတည်းမှာပါရနော်အဲ့ဒါတွေကျွန်တော်ယာသက်ပံမှုတွေယာသက်ပံမှုတွေကမပြတ်ဘူးပြတ်ခဲတယ်နော်ဟိုခုမနေ့ကဆိုလဲကျွန်တော်ယာသက်ပံမှုတွေတည်းမှာပါတာပဲနော်ငါးသုံးညခွန်ထိတ်ဟာလားအဲ့ဒါမျိုးလေးတွေအဲ့လိုကတ်မျိုးလေးလူကြီးနဲ့ကျွန်တော်ဒီမှာဟိုပိုက်ပါးနေလာဝယ်နိုင်မှာပြနော်ကတ်ကတော့၅မျိုးရှိတယ်အဲ့တမျိုးတမျိုးအနည်းဆုံး၄၅၀မျိုး၁၀နီးပါတယ်အဲ့ဒီဟာတွေကတော်တော်ကြီးခိုင်မာနေနီးတွေကြီးပါပဲနော် ကြိုက်ချင်တဲ့ Viber လာဝယ်ပေါ့ဗျာမကြိုက်ချင်တဲ့ unit ပေါ့ဟုတ်လားအဲ့တော့ကျွန်တော်မနေ့ကအကီးတိတ်ကဘာဖြစ်မလဲဆိုတဲ့အခါကျတော့မနေ့ကအကီးတိတ်က6ကို၄ပါတဲ့နော်အဲ့တော့ခုနကကျွန်တော်တို့ကီးယိုယိုကဗာလဲကီးယိုယိုကကျွန်တော်တို့ကီးယိုက2.4အဲ့တော့2.4 ဲ့တော့လေးလေးဆိုင်ပြီးတော့လေးရပဲအမာဆွဲသွားမလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ထားပါကျွန်တော်တို့ဒီတိုင်းဒီပဲစီစီကြည့်မယ်အဲ့တော့6နှစ်6 6 6 4 6 9ကိုခွန်ကိုလေးလေးနှစ်လေးခွန်လေးလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ် ထုတ်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့က၄ခွန်ကတော့ထော်ပီတာဖြစ်တဲ့အတွက်ကျွန်တော်ပယ်မယ်ပေါ့နော်၄ခွန်ခွန်၄ဟာလားဒီကောင်ကတော့ပယ်လိုက်နော်ဒါထည့်ထိုးရင်းနဲ့ထိုးပေါ့အဲ့တော့ကျွန်တော်တို့ပရိတ်လိုင်းလေးကြည့်မယ်ပရိတ်လိုင်းကတော့ကျွန်တော်တို့နည်းနည်းပြက်ကွက်မှုလေးတွေရှိနေရနော်ပရိတ်လိုင်းဒီကနေ့ပြက်သွားတယ်နော်ပရိတ်လိုင်းကဘာရှိတယ်ဆိုရဲကကျွန်တော်1 6 6 3ဖြစ်ပါတယ်တဲ့အဲ့မှာ1ရှစ်ဒီ main break ဖြစ်ပါတယ်အကောင့်မြဲအဲ့ဒါဆို1ရှစ် main break ဆိုရင်ဒီမှာကြည့်ရင်62 62 ဒါတင်းတင်းနဲ့ပတ်သက်တာအရင်ယူလိုက်တာနော်တင်းနဲ့ပတ်သက်တာအရင်ယူလိုက်ရှင်းနဲ့ပတ်သက်တာတော့အပူပဲရှိရနော်ကျန်တာတော့အရန်နဲ့တော့မိရနော်အရန်နဲ့ကတော့ဒီမှာ63တို့ဘာလို့ဆိုတော့ဒီမှာ2နှစ်တို့ဟုတ်လား6လေးတို့နော်6ခွန်တို့ဒါကကျွန်တော်ကဟိုကနေတွန်းကြီးတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ main break နဲ့ပတ်သက်တာကဒီမှာ၄လေးဘူးရှိမယ်ရှင်းနဲ့ပတ်သက်တာမရှိဘူးနော်အဲ6နှစ်ရှိမယ်တင်းနဲ့ပတ်သက်တာက6နှစ်ရှိမယ်အင်းဒေခွန်ဖြတ်တာလေနော်အဲ့တော့ ကျွန်တော်တို့ break to break ကတော့ပြန်ပြီးတော့ဒီမှာပြန်ပြရတယ်။ဘာအောင်ပြန်ပြရတဲ့ဆိုတဲ့အခါကျတော့ဒီမှာ18ခုနကကျွန်တော်ပြောခဲ့တဲ့ထင်မှာဟိုကအလဲနှလုံးတူရင်ကျွန်တော်တို့အလဲနှလုံးတူရင်6 1 4ကို break ဆိုတာ6 1 4ကို break အဲ့2အဲ့တော့6တလေးကိုပြိနောက်တကကျွန်တော်တစ်ထိတ်မနေ့ပိုင်းတစ်ထိတ်ဆင်းရင်3 8 9 10 တ၄၄ပရိတ်ဆိုရရှိတယ်အဲ့တော့ပရိတ်နှစ်ခုတူညီတာကိုကျွန်တော်ကစားမယ်ဆိုရင်တ၄တ၄ဆိုရရှိတယ်အဲ့တော့ဒီမှာတ၄လည်းရှိရဒီတ၄လုံးကပို့ပြီးပြန်ပြီးကစားနိုင်ကြရရှိတဲ့အတွက်ကျွန်တော်တို့က62တို့ဆိုတာကျွန်တော်တို့ပို့လှနေရလို့ပဲပြောရမှာလို့ဖြစ်နေရနော်ဒါမှမဟုတ်လည်းကျွန်တော်တို့ရှစ်ပရိတ်နဲ့ကစားမယ်ဆိုလည်းဒီမှာရှစ်ပရိတ်နဲ့ဒီမှာတူညီမှုကတော့နှစ်ခုရှိတယ်အဲ့တော့60နှစ်ဆိုတာလည်းကောင်းတယ်ခုနကကျွန်တော်ပြောတယ်ဟိုသာအလဲနှလုံးတူရင်16တပြားနှစ်ရက်အတွင်းဆင်းနိုင်တယ်နှစ်ခွန်တပြားက မနေ့ဖငါမှာနှစ်ခုဝန်းကျင်ရလဲဆင်းမယ်ဆိုတဲ့အခါကျတော့ခုန62ဆိုတဲ့ဟာမျိုးကအကောင်းနေ62ကျတော့လဲဥပမာဒီတိချောက်ကဒီပြဟန်နဲ့တွဲပြီးတော့ဟို62ဆိုတာနဲ့နှစ်နဲ့ရိုက်သွားရင်လည်းရိုက်သွားမယ်ဒါတော့အမှန်ပြောလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကျွန်တော်အနေနဲ့ဒီကနေ့အကြိုက်ဆုံးကိုပြောဆိုရင်ဒီ6နှစ်နဲ့9နှစ်ဖြစ်တယ်နော်6နှစ်နဲ့9နှစ်ဖြစ်တဲ့အမျိုးတို့အနေနဲ့လည်းအကြိုက်တူရင်ယူအကြိုက်မတူရင်လည်းမယူနဲ့နော်အဲ့မှာကျွန်တော်တို့မနေ့ဖငါအတွက်ကကျွန်တော်တို့တိချောက်ဆိုတာလည်းရှိတယ်နှစ်ခွန်တပြားလည်းရှိတယ်နော်တိချောက်တပြားကတော့နှစ်ရက်အတွင်း နော်နှစ်ခွန်တပြားကတော့ညာတော့အဖြစ်မနေ့ကငါစင်ဖို့များတယ်ဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့ဒါအမျိုးတို့တည်ရနော်ကျွန်တော်ဒီမှာခုနဒီမှာပြခဲ့လို့ဗောနော်ဒီဒီလိုညနေပိုင်း break ညနေ break ဘိုင်းတစ် break ဒီမှာလည်းတစ် break အဲ့လို break နှစ်ခုတူရင်နှစ်ခွန်တပြားကြီးဒီရက်မှာစင်တတ်တယ်တကယ်လို့ကြော်သွားခဲ့တော့ဒီရက်ဗောနော်ဒါမဲ့ကြော်ခဲ့တယ်အဲ့ခုနဒီလိုအလဲနှလုံးတူလို့ရှင်နေသူကတစ်ချောက်တပြားလည်းစင်နေစင်းတဲ့အခါမှာသူကတစ်ချောက်ကတော့ ဒီကနေ့မှမထွက်ရင်ဒီနေ့မှကျွန်တော်တိချောက်တပြားထွက်ထွက်တယ်ဆိုတာလည်းရှိတယ်เนาะအဲ့ဒါလေးလည်းဒါကတော့ကျွန်တော်မူစေကတ်ထဲမှာပါနေတဲ့ဟာလေးကိုရှင်းပြတာပါအဲ့တော့ခုနအဲ့ဒီနှစ်ခွန်တပြားရဲ့တိချောက်တပြားရဲ့ရှိနေတာဟာများနှစ်ခုတွဲပြီးကစားမယ်ကစားသွားမယ်ဆိုခဲ့ရင်ကျွန်တော်ဒီ60နှစ်ဒီပို့ပြီးအားကောင်းတယ်လို့ကျွန်တော်ပြောရမှာပဲဖြစ်တယ်เนาะ60နှစ်အဲတကယ်လို့မှမဟုတ်ပဲねဒီနှစ်ခွန်ကနှစ်ခွန်တက်တက်ဆွဲမယ်တိချောက်ကတိချောက်တက်တက်ဆွဲမယ်ဆိုရင်ကျွန်တော်တို့ကဒီ60နှစ်ကကောင်းတယ်เนาะအဲ့တော့ကျွန်တော်အနေနဲ့တော့အကြိုက်ဆုံးကတော့60နှစ်ဖြစ်တယ်เนาะ60နှစ် ဖြစ်တယ်။ကောင်းတယ်ဗျာတော်တော်လေးကောင်းတယ်ကျွန်တော်ဘာအောင်လဲဆိုဟိုပတ်တီးတစ်ခုမှလည်းရှိနေတယ်နော်ပတ်တီးတစ်ခုမှလည်းအိုက်ကနန်းနေတယ်နဲ့တက်ဆိုင်နေတယ်ပတ်တီးရတယ်ရှိထားတယ်ဗျာနော်အိုက်ပတ်တီးရတော့ကျွန်တော်ဘိုက်ပါမှာရောင်းကတ်ထဲမှာပါတယ်ပတ်တီးပါဗျာနော်ဒါကတော့ကျွန်တော်ကထုတ်ပြောလို့မရဘူးထုတ်ပြောလိုက်ရင်လည်းဘာလို့ဆိုဝယ်ထားလို့ကျွန်တော်ကပတ်စံပြေးဝယ်ထားတာဟာပြီးတဲ့ပြီးတော့အလကားကြတော့ဘာဖြစ်လဲဒီလိုမှန်းဒီမွဲပေါင်းကျွန်တော်တို့အလကားပဲစောင့်ယူပါလေဆိုတာမျိုးနဲ့ကျွန်တော်ဖြစ်လို့မရအောင်เนาะအဲ့ဒါကြောင့်အဲ့မှာကျွန်တော်တို့ပတ်တီးတလုံးကလည်းတော်ပြီးကြိုက်ညီနေရအောင်ရှိတဲ့အတွက် အမျိုးတို့ကြိုက်မယ်ဆိုရင်ထိုးပါမကြိုက်ဘူးဆိုရင်လည်းမထိုးပါနဲ့ကျွန်တော်ကတော့6နှစ်နဲ့9နှစ်ကိုကြိုက်ပါတယ်เนาะအဲ့မှာကျွန်တော်တို့ကဟိုဒီပရိနှက်ကလည်းဒီလိုဒါဒါကျွန်တော်တူညီတာကိုတစ်ဒီမှာလည်းတစ်လည်းတူညီလို့တစ်ကိုအားများတယ်လို့ယူထားပေမဲ့ဒီပရိနှက်ခုစလုံးဒီ နှစ်ရက်သုံးရက်တည်းမှာထွက်တာဖြစ်တဲ့အတွက်ပုံစံကြီးထွက်ပါမယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့အဲဒီကောင်နဲ့ဒီကောင်နဲ့တွဲထွက်မယ်ဆိုရင်၈၈တစ်ရှိဆိုတာဖြစ်တယ်ဒီကောင်နဲ့ဒီလိုသုံးခုဆိုင်ထွက်မယ်ဆိုတော့တလေးဆိုတစ်ကပို့ပြီးအားသာတယ်ပေါ့နော်ဒါအဲ့လိုသုံးခုတော့ဆိုင်ထွက်ချင်မှထွက်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့60နှစ်ကိုပို့ကြိုက်တယ်ဗျနော်အမျိုးတို့လည်းအကြိုက်တွင်ယူပါအကြိုက်မတွင်လည်းကျွန်တော်ပြောပြောသလိုပေါ့နော်ကီထိတ်ကိုယူကစားမယ်ဆိုကီထိတ်ကိုယူကစားကီယိုယိုယူကစားမယ်ဆိုကီယိုယိုယူကစားဘရိတ်ကိုယူကစားမယ်ဆိုလည်းဘရိတ်ကိုယူစားယူကစားဒါမှမဟုတ်ဒီ နှစ်ခွန်တို့16တို့ပဲယူကစားမယ်ဆိုရင်နှစ်ခွန်တို့16တို့ယူကစားဒါနှစ်ခုတလုံးယူကစားဖို့ကျွန်တော်စုလို့တာမဟုတ်တော့တချို့ကြအာမင်16ဝန်းကျင်နဲ့ပြေကွာနှစ်ခွန်ပဲမဟုတ်တခုခုကိုတော့ဆုံးဖြတ်ကစားပါဗျာငါတော့နှစ်ခွန်ပဲကင်ကစားမယ်ဆိုနှစ်ခွန်ပဲကင်ကစားဒါမှမဟုတ်ငါ16ကိုကင်ကစားမယ်ဆိုတော့16ကိုပဲကင်ကစားဒီလိုကစားပါเนาะဒါပေမဲ့များသောအားဖြင့်ဒီနှစ်မျိုးထွက်တဲ့နှစ်မျိုးတလုံးဟာများသောအားဖြင့်အဲ့မနေ့ကိုအောင်ဘူများပါလေဒီ16ကသာလင်းမနေ့ဖက်ကတော့မဟုတ်တပတ်ကပေါ့နော်နေ့ရက်အတွင်းမှာဒီနှစ်ခွန်ကတော့မနေ့ဖက်ကမှာပိုအားတာပါတယ်เนาะဒါကတော့ ဟိုအမျိုးတို့ကျွန်တော်နဲ့အမြဲတမ်းလက်တွဲပြီးလှုပ်လှုပ်နေတဲ့အမျိုးတို့ကျွန်တော်ဒီလောက်ပြောလိုက်ရင်သိပါရဲ့နော်ဟုတ်လားကဲအဲ့တော့ကျွန်တော်ရဲ့ပြင်ဆက်မှုလေးကတော့ကျွန်တော်ဒီလောက်ပါပဲဒီကနေ့တော့နော်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီလင်ကျွန်တော်ပေးတဲ့ကဏ္ဍတော်၎င်းအမျိုးတစ်ပါမျိုးစုထုတ်တဲ့ကဏ္ဍတော်၎င်းပဲကဏ္ဍမဲ့ဖြစ်ဖြစ်အောင်မြင်မှုတွေရပြီးတော့ပျော်ရွှင်နိုင်ကြပါစေလို့ပဲကျွန်တော်ဆုတောင်းပေးရင်ဒီကနေ့ဒီဗီဒီယိုခိုင်းလို့ဒီမှရင်ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ